ါရှင်မေလာ7ရက်အင်္ဂါနေ့ရွှေရံကုန်ရဲ့လှလှရှားရံကုန်သတင်းများကို တင်ဆက်ပေးမှာဖြစ်ပါတယ်။ဥစွာတင်ဆက်မဲ့သတင်းကတော့စံရောင်းဆိုင်များနဲ့အိမ်ဆောင်ပစ္စည်းအယောင်ဆိုင်များအားကွင်းစင်စစ်တဲ့သတင်းရံကုန်တိုင်းဒေသကြီးတိုက်ကြီးမြို့နယ်တွင်စံရောင်းဆိုင်များနဲ့အိမ်ဆောင်ပစ္စည်းအယောင်ဆိုင်များအားစေနှုံးမြစ်တင်ရောင်းချမှုမရှိစေရေးကွင်းစင်စစ်ခြင်းကို မေလာစတရက်နနေရှင်နိုင်ကဆောင်ရွက်ကြရာမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးအောင်ကျော်စုဦးဆောင်ပြီးမြို့နယ်စီပင်တာယာရေးအဖွဲ့မြန်မာနိုင်ငံရဲ့တပ်ဖွဲ့မြို့နယ်အစားသုံးသူရေအောင်ဦးစီးဌာနပြည်တွင်အခွန်များဦးစီးဌာနမြို့နယ်မိသားဦးစီးဌာနတို့ပူးပေါင်းပြီးတိုက်ကျင်းမြို့မှဆေးတွင်ရှိကျက်ဦးဘဲဦးအယောင်ဆိုင်များဆန်အယောင်ဆိုင်များနဲ့အင်ဆောင်ပစ္စည်းအယောင်ဆိုင်များအားလိုက်လံစစ်ဆေးက သတ်မှတ်ထားတဲ့စီနှုံသတ်မှတ်ထားတဲ့စီမြင်စည်းကမ်းများနဲ့အညီရောင်းချကြရန်မှာကြကြောင်းသိရပါဗယ်။အလားတူရန်ကုန်တိုင်းဒေသကြီးခရယံမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးဦးချေကိုကိုဦး ညွန့်နယ်စီပင်တရားရေးအဖွဲ့အမှုဆောင်ရာရှိဦးစောနိုင်ဦးစားသုံးသူရေရာဦးစီးဌာနညွန့်နယ်တာဝန်ခံဒေါ်ကျော်ကေခိုင်နှင့်တာဝန်ရှိသူများဈေးတာဝန်ခံများကမြို့မဈေးကွက်တွင်ရောင်းချသောဆန်ဆိုင်များအားမေလာစနေရန်သနပိုင်းကပူပေါင်းစစ်ဆေးကြကဆန်စေနှုံများအားတတ်မှတ်ရညွန့်စေအတွင်သာရောင်းချကြရန်ဈေးနှုံမြင့်တက်ရောင်းချခြင်းမပြုရန်ဈေးကစားရန်ရည်ရွယ်ပြီးတိုးလောင်းထားခြင်းမပြုကြရန်ဆွေးနွေးပြောကြားကြောင်းသိရပါသည်ဒီသတင်းကိုတော့ဝိရှိနှင့် င်းနေတို့ကပြပူထားပဲဖြစ်ပါရဲ့ရှင်။ဆလတ်တင်စမဲတဲ့ရင်ကတော့မယံကုန်းမြို့နယ်တွင်ငွေကျပ်သိန်း9400တန်မိုရှိ စိတ်ဆွာယူသူဆေးပြားများဖန်စီရမိရဲ့တဲ့ရင်။မေလာကူရဲ့နေ့ညနေ၄နာရီမိနစ်30တွင်ငွေရဲစေဝါတာစီနေနေရတောက်ဖွဲမှတပ်ဖွဲ့များပါဝင်သောပူပေါင်းဖွဲဟာတရင်အရာတတိများနဲ့အတူမယံကုန်းမြို့နယ်အမှတ်၄ရပ်ကွက်တွင်တန်းဆွေခေါ်အညာသာမောင်းနေပြီ ချစ်ကိုကိုခေါ်ချစ်ကိုနဲ့ဟန်ကိုနိုင်တို့လိုက်ပါလာတဲ့ Pro Box အမျိုးအစားမော်တော်ယာဉ်အားရတန်စစ်စစ်ရှာဖွေရာရှင်ပေါ်မှာစဲကြရည်သူစေပြား9000လေးတောင်ပြားဒီသားကာလာတံမိုးငွေချက်သိန်း9400နဲ့လက်ခိုင်ဖုန်းလေးလုံးတို့အားတွေ့ရှိတင်ဆက်ရမိခဲ့တဲ့အတွက်မယံကုန်းမြို့မရဲ့စခန်းတွင်မူရည်စေဝါနဲ့စေကိုပြောင်းလဲစေသောစေဝါများဆိုင်ရာဥပဒေအရအမှုဖွင့်အရေးယူထားရှိပြီးကွင်းဆက်များဖော်ထုတ်လျက်ရှိတယ်လို့သိရပါရဲ့ရှင်။ ထမန်နေစမဲတဲ့တင်ကတော့ရန်ကုန်အပါအဝင်နိုင်ငံတော်မှာမိုးထစ်ချုံရမယ်ဆိုတဲ့တင်ရန်ကုန်တိုင်းအပါအဝင်နိုင်ငံတော်မှာလာမယ့်ရှင်းနိုင်အတွင်းမိုးထစ်ချုံရသွမယ်လို့မိုးလီဝဲသားဌာနကွယ်ရန်ကုန်ကမေလာစနေရက်မိုးလေပိုင်း၃နာရီအချိန်တွင်အသေးပေထုတ်ပြန်ကြောင်းသိရပါရယ်လက်ပေါ်တာမြောင်းများပသိမ်းမအူပင်မင်္ဂလာတုံမော်ဘီညောင်လေးပင်စိုက်တူဖာပွန်ဖအံမြဝရီကော်ဂရိတ် ကြာရင်စိတ်ကြီးမော်လမြိုင်ရေတဝဲဘိတန်တွဲမြောက်ဦးမင်းတန်မတူပီပလဝဖလန်မင်းဘူးလွိုင်းကောဒီမော့ဆိုပေါ်လခဲမဲဆဲတို့တွင်မိုးထေကြုံရသွန်းမယ်လို့ဆိုပါတယ်။လောက်ကိုင်းကြိုင်တုံမိုင်ယံမိုင်လာမိုင်ဆာမိုင်တုံတာချီလေမိုင်ယောင်ပူတာအိုတနိုင်မုံရွာရွှေဘူရင်းမပင်စကိုင်းရေဦးမဟာအောင်မြေအောင်မြေသာဆန်းတပေချင်း ကြောင်မဲတောင်ကြီး ကလောနှန်းစံလင်ခေမိုင်းရှူနယ်လာရှိုခရိုင်တို့မှလည်းမိုးရွာသွန်းမယ်လို့ဆိုပါရယ်ကပလီပင်လယ်ပြင်တွင်ဖြစ်ပေါ်နေသောလေပြားနှင့်ရဝုန်ဟာမြောက်အနောက်မြောက်ဘက်သို့အနေငယ်ရွှေရှားခဲ့က၎င်းအခြေအနေကြောင့်လာမဲ့36နှစ်အတွင်းလေပြားနှင့်ရဝုန်အဖြစ်သို့ရောက်ရှိကအာကောင်လာနိုင်တယ်လို့ဆိုပါရယ် ။ဒါအပြင်နေရောက်ကွက်ပြီးမိုးကြီးခြင်း၊ဒေသအလိုက်မိုးကြီးခြင်း၊လျှက်စီလက်ချင်း၊မိုးချိန်ခြင်း၊မိုးသီးကျခြင်း၊မိုးကြိုပြစ်ခြင်းနဲ့မိုးသက်လေပြင်းတိုက်ခိုက်ခြင်းတို့ဖြစ်ပေါ်နိုင်တယ်လို့လည်းမိုးစလာကအတည်ပြုထားကြောင်းသိရပါရရှင်။ကျမရန်ကုန်မီဒီယာကနေရန်ကုန်တိုင်းဒေသကြီးအတွင်းမှာဖြစ်ပေါ်နေတဲ့သတင်းဖြစ်စဉ်များကိုအချင်းနဲ့တပင်သိရှိနိုင်ရန်ထုတ်လင်းတင်ဆက်ပြလျက်ရှိပါတယ်။ကြည့်ရှုပေးကြတဲ့ပရိသတ်များအားလုံးကိုကျေးဇူးတင်ရှိပါတယ်ရှင်။